မျိုးရီမင်္ဂလာပါဗျဒီနေ့တုံးသက်ရဲ့လေးလပိုင်း2025ဟုတ်ဦးဇင်းတော်နေချင်းကည7:00နာရီနေ့မှာ2မိနစ်ဖြစ်ပါတယ်ဗျဒါဦးဇင်းရန်ကုန်မြို့မှာဦးဇင်းနဲ့အရန်ရင်းနှီးရဲ့တကားရင်းပေါ့နော်ပစ္စည်းလေးပါးတကားလူကန်းနေတကားကိုလည်းပြောလို့ရပါတယ်ဗျသူ့ရဲ့သူ့ရဲ့ရွယ်ချက်စာကတော့ဘုံဘုံကြီးဒါလေးကိုတော့လူကြီးတွေတီအောင်ပြောပြပါဗျာတဲ့တမတော်ကိုကြီးကြမှာစိုးလို့ပါတဲ့ပြောခင်းချင်းဖြစ်ပါလိမ့်မယ်နီ26ရက်4လပိုင်း2025ည7:00နာရီကန်ကားတဲ့ ရွှေပောက်ကန်14ရက်ွယ်ရန်ကုန်နန်းထိပ်လက်ကစီအဖြူရောင်နံပါတ်မမတ်မိကောင်းလေးနေရောင်အားလက်ထိပ်ခတ်ခေါ်ဆောင်သွားခဲ့ပါသည်တဲ့ထို့နောက်မှာ10မိနစ်၄နာရီတက္ကစီနဲ့10နေပြည်တော်တို့ပို့ဆောင်ပေးခဲ့တယ်ဟုသိရတဲ့ဖြင့်လိုက်သွားရမှာတိန်60ဖြင့်ရွေးခဲ့ရပါတယ်တဲ့ထို့တို့ရွေးခဲ့ပြီးပြန်ခေါ်ခဲ့ရပါတယ်ဖရားထို့ဖြစ်ပါလေတက်မတော်အာတက်မတော်ရဲ့ဂုံတိတ်ခါကြာဆင်းပါတယ်ဖြင့်ဖုံးဖုံးမှ10အထက်လူကြီးများတိစီရန်အခုညီတောင်းလျှောက်ထားအပ်ပါတယ်ဖရားတဲ့ဒီပေါ့နော်ဒီကလေးတွေခေါ်ခံရတဲ့ကလေးတွေကအဖအမိဥအောင်ကိုလည်းအမိ ။အမေဒေါ်ညုံညုံဝင်းအသက်၁၈နှစ်တော်တန်ဝေယထက်ဒေါ်တာအသက်ကဝေယထက်ပေါ်ပြခေါ်ဆောင်နော်။နောက်လည်းဦးကအဖအမိဦးတန်လိုက်အမိအမိဒေါ်မြတ်ခင်ဒေါ်တာရဲ့အမိကနော်30နှစ်မှ10နှစ်ပေါ့နော်30နှစ်မှ10နှစ်30နှစ်မှ10နှစ်မှတ်ပုံနဲ့အမကကိုမြင့်ဆောင်မလလနိုင်တနစ်651ဖန်းစီခေါ်ဆောင်ခံရသူမှဖန်းစီခေါ်ဆောင်ခံရသူမှငွေရဥစ္စာတွေကပြည့်ချင်ပါသည်တဲ့ ဒီဖက်စီခွန်ဆောင်သွားတဲ့သူနောက်ကလိုက်ပြီးမှဝင်နေရွေးခံခဲ့ရတယ်ပေါ့နော်ဥစန်းဘူဒီဘယ်လိုလူမျိုးလဲဆိုတော့မကြည့်ဘူးပေါ့နော်ဒါနဲ့ဥစန်းဘူဒီကိုဒီကလေးဒီခေါ်ခဲ့ရတဲ့နော်လိမ့်60ပြင်းနဲ့လိမ့်60ပြင်းခေါ်ဆောင်ခဲ့ခေါ်ဆောင်ခဲ့ရပေါ့နော်ဒါတယောက်တည်းပဲနော်ကြံပြီးမှပြောမယ်လုံးနေတဲ့ရက်ကည7:00နာရီခန့်နဲ့เนาะရွှေပေါက်ကန်26ရက်လေးလပိုင်း2000နဲ့မှ25ဆိုတော့ဒါ50တက်ရှိသေးတယ်เนาะဒီညအချိန်အချိန်ကဒီ ကလေး2ယောက်အားပေါ့2ယောက်လုံးတယောက်ကို30နဲ့ရွေးခန့်ခဲ့ရတယ်တဲ့အဲ့ဒီပတ်စံ30ရဖန်စီဥနေပြည်တော်ကဥဆန်းဘူကပေးခဲ့ရပါတယ်တဲ့ဥဆန်းဘူကဘာကြီးလို့တော့မသိဘူးပေါ့နော်အဲ့တော့ပေးခန့်ရတဲ့ဥဆန်းဘူငွေလက်ခံသူဥဆန်းဘူရဲ့ဖုံးမှာဒါလေးကိုတော့သိချမှတ်နော်ဒီဥဆန်းဘူရဲ့အထက်မှာရှိအောင်မှာငွေလက်ခံသူရဲ့ဥဆန်းဘူရဲ့ဖုံးမှာတဲ့96လေးရှင်ကဒုံညာကို96လေးရှင်ကဒုံညာကို96လေးရှင်ကဖြစ်ပါတယ်နော် အဲ့တော့ပြောချင်တာကသူတို့ခေါ်ဆိုအတက်38နှစ်ဆိုတာလေစစ်မှုထားဥပဒေနဲ့ပတ်တဲ့ဥပဒေနဲ့ပတ်တယ်နော်ကြော်လွန်သွားပြီနောက်တစ်ယောက်ကအတက်19နှစ်ဆိုတာလေ18နှစ်မပြည့်ရင်ခေါ်ဆောင်ခွင့်မရှိဘူးဦးဇင်းတို့ဒီချို့ခေါ်ဆောင်ရတာရှိတယ်အတက်မပြည့်လို့ပြန်လွှဲချာရှိတယ်နော်အတက်မပြည့်လို့ပြန်လွှဲချာရှိတယ်အတက်ကြော်လို့ပြန်လွှဲချာရှိတယ်အင်္ဂါမစုံလို့ရောက်ခါရှိလို့ဒီဘက်လေးမှာဆိုလဲပြန်လွှဲတဲ့ဟာတွေအများကြီးရှိပါရဲ့နော်အဲ့တော့ဦးဇင်းတို့ဘာပြောချင်တာလဲဆိုရင်အခုဒါရန်ကုန်မြို့မှာဒါတွေကတအားခေစားနေတယ်ဥပမာလှိုင်းတရားမှာဆိုလဲလှိုင်းတရားလူမိုက်တွေကနေမှာဒီလိုခေါ်ပြီးမှဒီ အပ်ထားသည်ဒါခဏခဏဥစဉ်တို့ဒီမှာနိုင်သားတွေရောက်နေတော့နိုင်ငံတော်ကြီးကဲမြတ်နောက်သက်ကတာဝန်ရှိပုဂ္ဂိုလ်များအနေနဲ့ကလည်းဒါတွေကိုကြည့်ရောက်စွာရေးယူဖို့လိုအပ်တယ်လို့ဥစဉ်အနေနဲ့ဒါပြောကြခြင်းပါလေဗျာနော်ဥစဉ်အနေနဲ့ပြည်သူတွေရဲ့ကိုစားရောတပ်မတော်ရဲ့ဂုဏ်တိတ်ခအတွေ့ရောပေါ့ဗျာဒါမိတ္တရခတောင်းဆိုခြင်းပါရနော်စစ်မှုထံဥပဒေကိုအသက်ပြေလို့ခေါ်ရတယ်ခေါ်ရလို့ရှိရင်ဥစဉ်တို့နေခင်းကဥစဉ်တို့ဒီအကူအညီတောင်းတယ်ဟိုကပေါ့နော်ဥစဉ်တို့ရဲ့ဒီဟိုကပေါ့ဆက်လင်းဘက်ကဘုံဘုံဖေရတဲ့ဒီမန်နယ်လေးကိုလာတဲ့ချိန်မှာတဲ့ အဲ့ဘောခေါ်ပါတယ်ခင်ဗျာတပည့်တူလေးကိုအဲ့ဒါဖုန်းဖုန်းဘလို့လုံးလို့ရမလဲဘုံနေလိုက်တယ်အသက်ဘယ်လောက်ရှိပြီကျုံလို့အသက်25လေ25လေနိုင်ငံတော့ပဲစစ်မှုထမ်းဦးတွေထမ်းရမှာပေါ့လို့အမေတို့စစ်မှုထမ်းဦးတွေထမ်းမှာဆိုမနေ့လေးမျိုးလာကြီးမှာရှောင်းတာလေးလို့အဲ့တော့ဦးသိန်းတို့အနေနဲ့ဟုတ်လားအဲ့ဒီကလေးရဲ့စစ်မှုထမ်းမှာအခက်အခဲရှိတယ်ရှေ့တန်းမှာလိုအပ်ချက်ရှိတယ်တင်းတန်းမှာလိုအပ်ချက်ရှိတယ်သောက်စရာအခက်အခဲတွေ့တယ်ငွေကြီးရဲ့အခက်အခဲတွေ့တယ်ဆိုရင်ဦးသိန်းတို့တတ်နိုင်တယ်လို့ထိုက်နိုင်တယ်လို့ကူညီပါမယ်လို့ အဲ့ကလေးကိုထုတ်ဖို့အဲ့ကလေးကိုဝင်နဲ့လိုက်ယူဆိုတော့ no ပါလို့နိုင်ငံသားမှိုင်စစ်မှုထောက်ဥပဒေဆိုတာပြဋ္ဌာန်းရမယ်လို့ဒါအသက်အရွယ်ရခေါ်ဆောင်သွားခြင်းဖြစ်တာကိုဦးဇင်းတို့လက်ခံလို့ရတယ်အခုလိုအသက်16နှစ်နဲ့38ပေါ့နော်တက်ကတယောက်က16နှစ်ကိုခေါ်ရတာစစ်မှုထမ်းဥပဒေကြောင့်ခေါ်သွားတာလားဒါမှမဟုတ်ရင်ပြန်ပြီးဆွဲတာလားတေချာတာကတော့ဦးဇင်းနဲ့နီဗီတော်ထိလိုက်ပြီးမှ30 30နဲ့နှစ်ဥပုံ60နဲ့ရွေးကန်ခဲ့ရတယ်ခေါ်ခံရတဲ့ခေါ်ငွေလက်ခံသူရဲ့ဖုန်းနံပါတ်မှာ936 4 ရှင်ငါဖြစ်ပါတယ်ဗျငါတက်ကတာဝန်ရှိများအနေနဲ့ဒါကိုတယောက်စွာအရေးယူပေးဖို့ပါကိုပေါ့ကတော်တို့အနေနဲ့ဒါပြည်သူကိုစားရောတတ်မတော်ရဲ့ဂုဏ်သိက္ခာအတွက်ရောမိနာရခန်ဒါတောင်းဆိုချင်ပါတယ်ဗျအားလုံးဒါပါပဲဗျဗမော်ရင်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလေရင်များဖြင့်မီးလောင်ပုံများကျဲချ၍မြို့တစ်ခုလုံးမီးလောင်ပြချမြေကြီးနားလေတဲ့ရှော့တိုက်တုံးဖြင့်အဖြစ်ခံရာကချင်းပြည်နယ်ဗမော်ရင်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလေရင်များဖြင့်မီးလောင်ပုံများကျဲချ၍မြို့တစ်ခုလုံးမီးလောင်ပြချနေကြောင်း KIA သတင်းရင်းမြစ်နှင့်စစ်ပေးရှောင်ပြည်သူတို့ချို့ကရန်ကုန်ခေတ်တည်သတင်းဌာနထံသို့ပြောဆိုသည်2024ခုနှစ်ဒီဇင်ဘာလမှစတင်ခဲ့သောဗမော်မျိုးသိန်းတိုက်ပွဲမှာ၅လနီးပါးကြာမြင့်လာချိန်တွင်ပုံမူပြင်းထန်လာကြောင်းဗမော်မျိုးနေရအများစုမှလည်းမိလောင်ပျက်စီးနေပြီးအ धिक အားဖြင့်စစ်တပ်ကလေယာဉ်များ drone များဖြင့်မိလောင်ပုံးများကျဲချခြင်းကြောင့်မိလောင်ပျက်စီးမှုများဖြစ်ပေါ်နေရကြောင်း ဧပြီလ29ရက်နေ့တွင်ဗမော်မြို့တိရယတနာဈေးကြီးမှာစစ်တပ်ကလေရင်ဖြင့်ဘုံကျဲမှုကြောင့်မီးလောင်ပြကျသွားကြောင်း သိရှိရသည်။ဟိုဘက်ဒီဘက်ဖြစ်ခဲ့ရင်းနဲ့မီးလောင်ပျက်စီးတာတွေလည်းရှိသလိုအဓိကကတော့တပ်က drone တွေလေရင်တွေနဲ့ဘုံတွေတောက်လျှောက်ကျဲချနေတာ။တိရယတနာဈေးကြီးလည်းမီးလောင်ပြကျသွားပြီး ဧပြီလ26ရက်နေ့ညနေ4နာရီလောက်ကတည်းကလောင်လာမနေ့ကမနက်ပိုင်းအထိလောင်နေနောက်မိုးနေနေရွာလို့မိညွန့်ကျိုးသွားပေမဲ့လှိုက်ပြီးလောင်နေဈေးတစ်ခုလုံးကတော့ကုန်တလောက်တော့ရှိသွားပြီဟုဗမော်မျိုးမှစစ်ပေးဆောင်ပြည်သူတအူးကပြောဆိုသည် ထို့ပြင်ဗမော်မြို့ပေါ်ရှိရက်ွက်အများစုမှလည်းတိုက်ပွဲများကြောင့်နေအိမ်များထိခိုက်ပျက်စီးသွားပြီးအထူးသဖြင့်စစ်တပ်ကကာကင်းစခန်းများဆုတ်ခွာတိုင်းရက်ွက်များကိုမိရှို့သွားကြောင်းဒေသတည်ရင်းမြစ်ကဆိုသည့်မင်းကြောင်ကုန်းဘက်ဆိုရင်လည်းတော်တော်များများကုန်သွားပြီးကချင်စုလည်းဘာမှရစရာမရှိတော့ဘူးပင်စင်ကုန်းအင်းဒဲဆက်တွေလဲကုံမီမြို့ရဲ့၄ပုံပုံရင်၃ပုံလောက်ကပျက်စီးမှုတွေနဲ့ကုံတလောက်နီးပါးပဲဟုစစ်ပေးဆောင်ပြည်သူကဆိုသည် ဗမော်မြို့တွင် KIA ပူးပေါင်းတပ်များကစစ်ကောင်စီ၏နောက်ဆုံးလက်ကျန်စခန်းဖြစ်သောစာကခါ20တခလရ48များကိုဆက်လက်တိုက်ခိုက်နေစေဖြစ်ပြီးအမှတ်9006တန်ချက်ကတရင်တင်ကားတရင်အမြောက်တပ်366နှင့်ဗမော်၄စိတ်တို့ကိုတော်လန်ရေးတပ်များကတိုက်ခိုက်သိမ်းပိုက်ထားသည်ထို့ပြင်မြကြီးနားမြို့ရှိစစ်ကောင်စီ၏လေတက်စခန်းကိုလည်းယမန်နေ့မွန်လွဲပိုင်းရှော့တိုက်တုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းစစ်ကောင်စီ၏ထုတ်ပြန်ချက်အရသိရှိရသည် ဧပြီလ30ရက်နေ့မွန်လွဲ7နှစ်နာရီ30မိနစ်အချိန်မြစ်ကြီးနားလေရင်ကွင်းသို့ရှော့တိုက်တုံးဖြင့်ပစ်ခတ်ခံခဲ့ရပြီးလေရင်ကွင်း၏အရှိတ်သို့ကြားရောက်ပောက်ကွဲခဲ့ကြောင်းလူထိခိုက်မှုနှင့်အဆောက်အအုံထိခိုက်ပျက်စီးမှုမရှိကြောင်းစစ်ကောင်စီကဆိုသည်မြစ်ကြီးနားမပခကလည်းလက်နက်ကြီးတွေတူမြတိုင်းမော်ဘက်ကိုပစ်နေတာရှိတယ်မြစ်ကြီးနားလေတပ်ဘက်ကတော့ကျွန်တော်တို့ဘက်ကရှော့တိုက်တုံးနဲ့မကြာခဏပစ်ခတ်တာမျိုးတော့ရှိပါတယ် မနေ့ကပြစ်ခတ်မှုကတော့ကျွန်တော်သေချာမသိသေးဘူးဟု KIA ရှေ့တန်းသတင်းရင်းမြစ်ကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည်